ကဲမင်္ဂလာပါအကျွန်တော်တို့ serious computer နဲ့ပြန်လည်ကြိုဆိုပါရစေဟိုကျွန်တော်ဒီခေါက်မှာပါအောင်ပြောမလဲဆိုရင်ကျွန်တော်တို့ file အကြောင်းလေးကိုဆက်ပြောမယ် file i ကိုဟုတ်နော်ပထမဆုံးကျွန်တော်တို့ open function ကျွန်တော်ပထမတစ်ခေါက်သင်ခဲ့ဟုတ်ပြီအဲ့ဒါပြီးတော့ကျွန်တော်အရင်တစ်ခေါက်သင်ခဲ့တာဘာလေးလုပ်ခဲ့လဲဆိုရင်ဟို model ပေါ့နော် data model တစ်ခု class တစ်ခုကျွန်တော်ဖန်တီးထားတယ်ဒါလေးပဲရိုးရိုးလေးပဲနော်ဒါလေးပဲပြီးရင်ကျွန်တော်တို့ဒီ i class ကိုအသုံးပြုပြီးတော့ဒီကနေတော့ဘာလုပ်ရအောင်ပြန်ပြီးတော့ထုတ်ပြထားတယ် data လေးကို print ထုတ်ပြ ထုတ်ပြလိုက်တဲ့အချိန်မှာကျွန်တော်တို့ရှင်းမှပြောခဲ့တယ်လို့ပဲဒါပေမဲ့ဒီရက်နေ့ကျွန်တော် object ဆောက်လိုက်တယ်မှန်တယ်စင်ပြေသွားတယ်ဒီရောဒါဒီ object ကို data လေးဖြတ်ထားလိုက်နော်ဒါကျွန်တော်အခုမှတင်နေမှာပေါ့ဟုတ်မလား object ဆောက်လိုက်တယ်ဆောက်ပြီးတော့ i object ကနေကျွန်တော် data လေးထည့်ထည့်ပြီးတော့ print ထုတ်လိုက်တယ်အစင်ပြေတယ်ဒီလိုလေးထွက်တယ်ဒီခြေနေထိကျွန်တော်တို့ရောက်ခဲ့တယ် okay နော် contrast channel ram okay data ကိုဒီ class object ကိုဒီ format data data ဆိုတဲ့ class ကိုဖြတ်တန်းပြီးတော့ဒီကနေ print ထုတ်လိုက် အဆင်ပြေသွားတယ် data လေးကိုကျွန်တော် format ချလိုက်တဲ့ဝင် okay ဒီကောက်မှာကျွန်တော်အရင်ကောက်တင်ခဲ့တဲ့ open function အသုံးပြီးတော့ id data ကိုကျွန်တော်စေမယ် file တစ်ခုဖန်တီးပြီးတော့စေမယ် open function ဝင်အခြေပြုပြီးတော့စေမှာနော် okay မလားဟုတ်ပြီကျွန်တော် csv အကြောင်းပြောနေပြောနေပြတဲ့တော့ကျွန်တော်စပြီးတော့ကျွန်တော် method လေးတစ်ခုစဖန်တီးအဲ့ဖန်တီးတာဒီ bay module ကိုသုံးမယ်ဆိုရင် csv module ကိုသုံးမယ်အဲကြောင့် info rt import csv module နံပါတ်လေးမှာအရှိကောက်က comma separated value comma နဲ့ခွဲခြားထားတဲ့တန်ဖိုးတွေဟုတ်လားအဲ့ကြောင့်ကျွန်တော်တို့ဒီမှာ comma နဲ့ကျွန်တော်တို့ဘယ်လိုလေ့လာလဲဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်ပြင်ဆက်ရေးလေ့လေ Okay ကဲဒီနေ့မှာကျွန်တော်က d class twin ပါပဲ class twin ပါပဲเนาะဘယ်မှာမှမဟုတ်သေးဘယ်မှာတော့ class twin ပါသာဒါတရားမှကြည့်မယ် casardina ကြနေခြင်းဒီ class ရဲ့ body ဟုတ်လားမဟုတ်ဘူးဘယ်ရဲ့ body လဲဒီ format test.py ဆိုတဲ့ module ရဲ့ body ကျွန်တော်ဒီ class twin ကိုဝင်มาဖြစ်တော့တက်ခေါ်တာဟောဒီတစ်ချက်တစ်ချက်ခေါ်လိုက်တာ ਨੇ သူဒီဘယ်ထဲဝင်သွားတာ index အရေးကြီးဆိုတာဒါเนาะ โอเคကျွန်တော် alert ထပ်ကောင်း def method တခု plan ဒီမယ် sav save data ပေါ့နော် data တွေကို save မှာ data data ဘယ်ထည့်ကို save မှာ file တခု create လုပ်ပြီး save မှာဟောကျွန်တော်တို့ အခု customer notebook ရေးတယ် note ရေးတယ်ကျွန်တော်ပိန်လေးကိုနာစတင်တော့ကင်တယ်အဲ့လေးတို့ကျွန်တော်က save file save ဆိုပြီးနေမှာတော့ဒါဒီပေါင်းကြည့်ပါဗျာဒါကို live ရင်တော့ file save လုပ်လိုက်တယ်နေသူဒီ save ဖို့တပါချပဲ dial log ပေါ့ချပဲချပြီးပြီးတော့သူရေးခိုင်းတယ်နေရာရေးခိုင်းတယ်နာမည်ပေးခိုင်းတယ် file name ရေးခိုင်းတယ် save နှိပ်လိုက်တာနေကိုရေးလိုက်တဲ့နေရာမှာအဲ့ file လေးပါဖြစ်လို့သွား save အခုလဲတော့အဲ့ပုံစံလေးတော့ save data ဆိုတဲ့ function လေးလုပ်ကျွန်တော် data ပိုင်သွင်းရဲ့ function တိုင်းဒီပိုင်သွင်းရဲ့ method တိုင်းဒီ sus ပိုင်သွင်းရဲ့ class method တိုင်းနော် class ထဲမှာရှိနေတဲ့ method တိုင်းဒီ sus parameter ပိုင်ရမယ်လို့ပြောတယ်မပိုင်အဲ့ကောင်ပါကောင်လဲဆိုရင် class methods ပါတယ်ဆိုရင် instant method okay ကျွန်တော်ဒီနာမမတော့ဘူးအဲ့ကြောင့်ကျွန်တော် lower တဲ့ find စတဲ့နေရာမှာ lower တဲ့ parameter လေးတစ်ခုထည့်လိုက်မယ်ဒါကိုကိုဟိုဒါနဲ့တကယ်ကြကြိုတင်တွေးထားတာနော်ဒါတကယ်ကြကြိုတင်ဒါကျွန်တော် tutorial လောက်အစင်ပေါ့ဒီလိုလေးပြောတာတကယ် project ကြီးတွေပါဆိုကုတ်ရေးတာတကယ်ကြနည်းနည်းလေးပဲဒါပညာရှင်တွေပြောတာ ကိုရေးတဲ့အပိုင်းဆိုတာအစိပ်ပိုင်းတွေအများကြီးရမှာဒီဗိုင်းတခုအဲ့ကြောင့်ကျွန်တော်ဒါလေးကိုထုံးလို့ချေရေလိုရေလိုနောက်ဗျာ chain blade ဆေးကိုရောင်းအောင်လုပ်တာဟုတ်လားကိုရေးတဲ့ဆိုတော့နောက်ဆုံးတွေးရတာမှာတကယ်စကဲကျွန်တော်တို့ fine any minute ဟုတ် any minute မမကျွန်တော်တို့ fine နဲ့ကိုကျွန်တော်ဘာပါလာမိလဲဒီမှာ open function ကိုကတွင်းထဲမှာသုံးပြပါဖြစ်တဲ့အတွက် fine နဲ့ဆိုမြင်ရဘာပါလာမိလဲလို့လေ string parameter လို့ရတယ်။ string parameter လို့လို့ကျွန်တော် string တန်ဖိုးထားတာမဟုတ် ဟုတ်ပြီဘာတဲ default demo ထည့်တာလဲဘာမှမထည့်ဘာမှမထည့်ဘူးဘာမှမပြည့်ပဲနဲ့သွားလဲဟုတ်ပြီနောက်တစ်ခုကျွန်တော်အဲ data ဝယ် dat data ဟုတ်ပြီ file name လို့ပဲကျွန်တော် save မယ် data လို့ပဲ list list data list ပေါ့နော် data list ကိုကျွန်တော်ဗာထားထားမလဲဆိုရင် list လေးတစ်ခုခံနေထားလိုက်ကဲ parameter နည်းနဲ့ကျွန်တော်ဗာ data မျိုးစောင်းထည့်တာ list data မျိုးစောင်းထည့်တာအဲ့ဒီဟာမှာကျွန်တော်နေ handle လုပ် okay ကြည့် full column sorry full column အဲ့နောက်ဒါဒီ save data ရဲ့ file name ထဲရောက်အောင် save data ရဲ့ block တွင်းပါနော်အဲ့ဒါမှကျွန်တော်ရေးမယ်ဘယ်ကစရေးမလဲဆိုရင် winth ရှေ့မှာတင်ခဲ့ပြီးသားနော်ဒါတင်ပြီးသား winth width နဲ့ကျွန်တော်စမယ် open 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 function တုံးမယ်တုံးမယ်ချိန်မှာဒီမှာသူလိုတဲ့ file နေ file နဲ့ဒီက file နဲ့ကျွန်တော်ပြရမယ်လေ file လေး file name နဲ့အဲ့ဒီကနေ parameter လမ်းထည့်မှာအဲ့ဒီ name နဲ့ကိုယ်ကန် create လုပ်ထားတဲ့ file name လေးကိုလည်းပဲပြီးတော့ data list data list ကိုထည့်မှာမို့ကျွန်တော် encoding လည်းမထည့်ဘူးမဟုတ်ဖဲရွေးမယ်မဟုတ်မှရှင်းမှပြောပြီးတယ်နော် စမရှိသေးတဲ့ file .d .cfv ဆိုတဲ့ file မျိုးဒါကျွန်တော်ခုမှတင်မယ်ဒီမှာကြည့် tutorial ဟိုရဲ့ blog ကိုကြည့်တာဒီမှာ .cfv ဆိုတဲ့ file မျိုးစာပါတာမပေါ့ကျွန်တော် .python နဲ့ .test တွေပဲရှိရကျွန်တော်နမူနာပြခဲ့ဒီထဲမှာကျွန်တော် .cfv file ကိုလိုင်းပြီးတော့ create လုပ်ပါဟုတ်လားအဲဒါကြောင့်ကျွန်တော်တို့ဒီ write mode နဲ့ Okay ဒါဒီတော့ open function သုံးပြီးရ ass csv file လိုပဲပေးလိုက်မယ်နော် csv file လိုပဲပေးလိုက်ဒါကြောင့်ကိုကြရပေးဒါဒီတော့ wordplot ထဲမှာစပြီးတော့ file operation တွေစာရေးကဲရေးမှဖြစ်တဲ့အတွက်ပုံမှန်စင်းတဲ့ node နံပါတ်ကြည့်ဒီ csv finally file finally find dot writer ဟမ် w sorry w r i t e write find dot write ဆိုပြီးကျွန်တော်တို့ဒီကိုရိုင်းမေးဖာလေးပါတော့ဗျာ data လေးကိုရေးတကယ်ဆိုကိုရိုင်းမေးဟာဒီ data list ဥစားဟုတ်ဒီတိုင်းသွားလုပ်လို့မရဘာဖြစ်လို့လဲဒီ to open function နဲ့လုတ်ပေးထားတဲ့ ဒါဒါသူ့ရဲ့ variable name နော် variable name နော် cfv file မျိုးဆိုတော့ file လို့ပေးထားလိုက်ရတယ် open function ကနေ return ပြန်လာတဲ့ file stream တွေကဘာလေးပဲအစင်ပြေလဲဆို .test file မျိုးဆိုတော့အစင်ပြေကျွန်တော်တို့ကအထူးက .stat ကိုအသုံးပြုပါမို့ဒါ file တော့ဘာ file မျိုးဆိုတဲ့ native file file extension တွေပေါ့နော်ဟို .test ကိုအသုံးပါမို့ကျွန်တော်တို့ .csv ဆိုတဲ့ file မျိုးဆိုတော့အသုံးပါပြထားတယ်ဒီ .write ဆိုတဲ့ဒီသူ့အနေလာတဲ့ဒီ ဖိုင်အောင်ချက်က CS2 သူခေ open အနေနဲ့လွှတ်ပေးလိုက်တယ်ဖိုင်အောင်ချက်မှာဒီ draw right ဆိုတဲ့ method နဲ့အဆင်မပြေသေးဘူးဟုတ်လားဘလို error တက်လဲကျွန်တော်ပြီးမှပြမယ်ဒါလေးကို comment out ထားလိုက်ဒါမှမသုံးတော့ okay ကျွန်တော်တို့ကဘာလို့သုံးလဲဆိုဒီ CSV module ထဲမှာပါတဲ့ writer object ကိုသုံးမယ်ကဲဘလို့ယူမလဲကြည့်မယ်ဘလို့ယူမလဲဆိုတော့ data writer လို့ပဲပြလိုက်မယ်နော် wri t ya writer ကိုရောက်ကို write တိုက်တယ်လို့ပြနေနော် writer writer ကိုဘယ်ကနေယူမလဲဆို csv.a ဒီ module နော် csv module ထဲမှာပါတယ်ဘာရှိလဲဆို writer ရှိတယ် WR PE writer writer object ကိုရရှိနာမည်မှတ်ထားပြီးတော့ csv.writer writer ကိုကျွန်တော်ကလမ်းပြီးတော့ create လုပ်လိုက်နော်ဒါ csv ထဲမှာပါတယ်မတိတဲ့ကျွန်တော်ဒီမှာ Python share Python share id ကိုဖွင့်လိုက်မယ် id ali ဟုတ် id ကို anchor ကျွန်တော်ပြ csv.writer မှာဘာလို့ writer ရှိနေရလဲသိတယ်ဟိုမှာကတော့ script ဖိုင်မှာတိတ်ကိုလို့ space နေကောင်းကောင်းမပြတယ် imp အာခဏသာ တကယ်ဟော professional ရေးမယ်ဆို CSV အဲကျွန်တော် CSV module ကျွန်တော် important လဲတယ်ပြီးရင် CSV CSV မှာဘာတွေရှိလဲ dot space bar dot color space နေလာတွေ့လားဟော directory reader ရောင်ရှိရနော် data တွေရှိတယ်အာ DIRCT directory writer directory writer ရောရှိတယ်ဟုတ်ပြီ directory ဆိုကျွန်တော်တို့ခုန folder ပြောရနော် folder reader writer ပြီးကျွန်တော်ဒီမှာလဲ quest name number list တာတွေ့ရပါတယ် property တွေလည်းရှိသေးတယ်ပြီးရင်တော့ reader ရှိတယ်တွေ့လားအာဒါသူ object မှာ ပါနေတယ်မှာလဲကျွန်တော်တို့ဘာလို့သုံးနေလဲဆိုရိုက်တာကိုသုံးဘာလို့ W R I T E R ရိုက်တာစလုံးပေါင်းလုံးမှာပဲမှာပဲအဲ့မှာခက်တက်ပြောင်းမယ်ရိုက်တာမှာဘာပါရာမီတာတွေလိုလဲအဲဟုတ်ပြီမန်တဲ့တခုမှာတချို့ပါရာမီတာမထည့်လို့မရတာတချို့ပါရာမီတာမထည့်လဲရအဲ့မှာကျွန်တော်ထက်ကြည့်အောင်ထက်ကြည့်အောင် writer w cross space နဲ့ writer ဟုတ် writer ကိုကျွန်တော် writer လို့ရေးရေးပြီးတော့နော်အဖွင့်လေးကြိုက်လက်တိုင်းသွား csv writer ဆိုတော့ property လေးမှာ cfp.writer ဆိုပြသူလုပ်ထားတယ်တဲ့အဲ့ထဲမှာကျွန်တော်တို့ဒီမှာကြည် file object ဟော sorry 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 write ကျွန်တော်ရှော့နှိမ့်ပြီပါနော်ဒါလေးကိုရှင်းတယ်ဟော parameter အများကြီးလို့တယ် file object မဖြစ်မနေလို့တယ် file object ဆိုတာ bar file လေကို create file object ကိုဘယ်ရရပိုင်သွင်း building function open function ရနေရဟုတ်မလား file object တခုလို့တယ်တဲ့ okay ပြီးရင်တော့အဲ delete delete ပြီးရင် access order တော့အဲ့ဒီ format တွေလည်းပြောင်းအောင် object keywords argument တွေလည်းအများကြီးရွေးချယ်လို့ရတယ်အဲ့ဒီမှာကျွန်တော်ကတခုရွေးမယ်အရင်ဆုံးမရှိမဖြစ် file object ကိုအရင်ထည့်မယ်ကြည့်မယ်မထည့်မနေရ file object sorry အဲ့ဒါမဟုတ်ပါရေးလစားပါဟုတ်ပြီ writer မှာကျွန်တော် file object လိုရဆိုတော့ open လာတဲ့ဒီ csv file ကိုကျွန်တော်ယူမှာ csv file okay မလားတခုပဲထည့်ထားမယ်နောက်ဟိုနေမထည့်သေးမထည့်ရင်ဘာဖြစ်လဲ parameter တွေဘာတွေလိုလို့ဘလို့တွေဖြစ်လဲဆိုကျွန်တော်တို့ရှင်းနေပေးတယ်ကြောင်းကြောင်းချင်းအတိတ်ပဲရှင်းနေမှာဆရာဟုတ်တယ် writer လို့လိုက်လို့ပြီးရင်ပြီးပြီအဲ writer တော့ csv writer ဆိုကျွန်တော်တို့ကိစ္စကပြီးသွားပြီးတော့ကျွန်တော်တို့ with သုံးတာပဲဖြစ်တယ်တဲ့ csv find of close ဆိုတဲ့ဟာရေးစရာမလို့ okay မလားမလို့ okay အဲဒါ writer နေကျွန်တော်တို့ writer တခုကျွန်တော်ဖန်တီးလိုက်ဖန်တီးပြီးတော့ w လိုက် d rise အဲ writer d writer နေသွားမလားဒီမှာဒီ variable name နဲ့ကိုကျွန်တော် writer တခုပါလို့လဲ writer object တခုဖန်တီးလိုက်ဖန်တီးပြီးတော့အဲ writer ကိုပြန်သုံးပါ wri t e r writer. ဘာမှတ်သက်ရှိသေးလဲဆိုရင်ဒီမှာကြည့်ကျွန်တော် rider create လုပ်တယ်ဆိုရင်တော့တော့ file လိုတယ်ဒီမှာတော့ nominal များတာအဲ့မှာဘာရှိလဲဆိုရင် wr line t rise ဟုတ်လား row raw ဆိုတဲ့မှတ်သက်ရှိတယ်ဟုတ်ကဲ့ writer တော့ write raw ဆိုတဲ့မှတ်သက်ရှိတယ်ဟုတ်ကဲ့အဲ့ဒီမှတ်သက်ကဘာ parameter တွေလိုလဲ okay မလားဟုတ်နော်ဘာပါရမီတာလိုလဲအထူးထူးကြည့်ကြကမ်းမန်းကြီးလောက်ကြည့်လိုက်ပါဒီမှာကြည့်ဒါတော့ကျွန်တော်စဉ်းစားနေလို့ပြောတာကိုမမသိဘူး အဒီ writer of ဒီဒီကနေစောင့်လိုက်တဲ့ writer object မှာကွာဒီ method ရှိတယ်ကွာအဲ့ method ဘာပါပြရလဲနည်းနည်းလေးစဉ်းစားကြည့်လိုက်ပြ WRI အစလုံးမှာနေတဲ့ WRI TR writer raw order raw string ကိုကျွန်တော်တို့ file နဲ့လိုက်ရင်းပါဟုတ်လား file နဲ့လိုက်ရပါဘာလို့မလဲ data လို့မှာပေါ့ data list ထဲလိုက်ပဲပြီးကတော့ဝင်ဟုတ်ပြီပြီးရင်ကျွန်တော်ကတေးကြမသေးကြ operation အောင်မြင်မအောင်မြင်ဒီကမှာ west west အပြင်မှာပဲရေးလိုက်တော့ဗောနော west အပြင်တိုင်းပဲဘယ်ရဲ့အတွင်းတော့ ဒီရက်ပြည့်အတွင်း PIN ဒီ Prince data set တက်ပြေးလာဟုတ်လား DAT ရဲ့ data SCV SC no sorry dev set တက် data set ပြီးသွားပြီဆိုတဲ့ function တွေ Okay ကျွန်တော်ဒီ function ပဲမှာရေးလိုက်တော့ data class ရဲ့အတွင်းမှာရေးလိုက် Okay အဲ့ကောင်ကိုကျွန်တော်ပြန်သုံးမယ်သုံးမယ့်ချိန်မှာကြည့်ကျွန်တော်ရဲ့ import code ကြည့်မယ်နော် from import import data ဟော data ကိုထည့်ထားပြီးတော့လေဒီမှာဒီ statement ဒီဘာလို့ဒီ for stand for loop ဒီဘာလို့ထားလဲပုံမှန်ရိုးရိုး print out ထားအကောင်ထားတော့ okay ဒီတစ်ခါကျွန်တော်ဒီနားကနေပါရေးမလဲဆို data datf data class method ဖြစ်တာဖြစ်တယ်ကျွန်တော် object name ကိုတော့ခေါ်လို့မရအောင်ခေါ်အောင်ဟောမှာလဲ class name ကိုခေါ်ရမယ် data dot ဘာရှိလဲဟိုကျွန်တော် space နေတာမပြောင်းရတယ်ကျွန်တော်ဘာရှိတော့ data dot save data save save data data dot save data method ပါဖြစ်တော့ရှိတယ်โอเคအဲ့ဒီမှာကျွန်တော်ဘာ parameter တွေခုနကလို finding down နေ finding ကျွန်တော် dst test ပေးလိုက်မလား test file finally find .csv မျိုးစာဟုတ်မလား dot .dat မျိုးစာဟုတ်လားမဟုတ်ဘူးပြီးကျွန်တော်တို့အနည်းဆုံးသူပါလို့လေ save data မှာ data list လို့ data list ကဒီရဟာပဲထည့်လာဒီမှာ chan 33ဒီရကျွန်တော်ဆောက်ထားတဲ့ object data နဲ့ကြိုထည့်လိုက်မလား new data ကြည့်ဆိုကျွန်တော်တို့ဒီ test file နဲ့မှာ dir run နဲ့ file နဲ့မှာ for loop နဲ့ဒီတိုင်း plain ပတ်ထားတာတခုအားက for loop နဲ့ပတ်ပတ်တာတခုတော့တခါဒီ file ဖွဲ့ပြီးတော့ ဟဲ့တဲ့ထင်မှာတော့တင်ထားတာတခုဟုတ်ကဲ့တခုနာကျွန်တော်မိုင်းတော့မှာဆိုဟဲ့တဲ့ထင်မှာဟုတ်ဟုတ်ပြီအကဲအဲ့ဒီစတိတ်မန့်ကိုရန်ကြည့်မယ်ဘာအဲ့ဒါတက်လဲโอเค save အာဟာအဲ့ဒါတက်တယ်ဟာအဲ့ဒါကြည့်မယ်ကြည့်မယ် data list .sift data data list name ya data list is not defined as ဟာ data list create လုပ်မထားဘူးဟုတ်တယ်လေကျွန်တော်ဗာသွားထည့်လိုက် ဘာသာထည့်လိုက်တာလဲဟုတ်ဆိုတော့ format step တဲ့ test csv ဩ data list မဟုတ်ဘူးလေ sorry new data ကိုထည့်ရမှာလေ control c ကျွန်တော်ဘာသာထည့် control v ဟုတ်တယ်ဒီကစောက်ထားတဲ့ data ကိုသွားထည့်တာဟုတ်ဟုတ်ပြီပြန် run မယ်ဟုတ် run သွားပြီဒီက data status အောင်မြင်သွားတဲ့ data ဘာလို့လဲ save အကဲဒီကောင် run လိုက်တာနဲ့တပြိုင်နဲ့ဘာဖြစ်သွားလဲဆိုကျွန်တော်တို့ရဲ့အထင်မှာ .csv ဆိုတဲ့ file လေးတခုသွားပြီးတော့ create လုပ်တယ်ဟုတ်တယ်လား sorry test file နော် test find dot csv ကျွန်တော်တို့ပေးလိုက်တဲ့နာမည်လေးနဲ့သူဘာလို့တော့ create လာလို့တယ် okay မနော်ဒီမှာကြည့်ဒီမှာကျွန်တော် test find dot csv လို့ပေးလိုက်တာအဲ့မှာဒီမှာဒီသူရှိတဲ့ folder တွေမှာလာပြီးတော့ create အဲ့ကောင်ဘာနဲ့ဖွင့်လို့ရတယ်ဒီမှာကြည့်အဲ့ဒီ format တောင်းပြတယ်အဲ့စင်းနဲ့ဖွင့်လို့ရတယ် okay မနော်အဲ့ဒီပုံစံကတိကောင်နှစ်ချက်တောင်းလိုက်ကြည့်မယ်ဘာထူးလို့ဘလို့တွေဖြစ်နေတာလဲအားရကျွန်တော်အဲ့ဒီကနှစ်ခါဖွင့်မှာပွင့်တယ်လို့အားလေးတစ်ချက်ဒီကံပြီဟာဟာထွက်တော့ထွက်တယ်ဟာတော့ ဖေးဆက်အကွက်တွေလည်းမထွက်ပါလေဒါ object တစ်ခုကို comma separate တဲ့ value လည်းပြောသေးရွာအဲဒီမှာ comma တစ်ခုချလာတာတယောက်တစ်ချောင်းစီလည်းမထွက်ပါလားဟောတွေ့ရနော်ဆဲကွက်တစ်ခွက်ချီပြောထွက်နေတယ်နော်တကယ်ဆိုရင်ဒါ chain 33ဒါဒီဆဲကွက်တစ်ခွက်အဲ့လိုအကြောင်းတစ်ချောင်းစီပေါ်နေတယ်ဒီမှာပေါ်လားမပေါ်ဘူး okay အဲ့စီတော့ဘာမှားနေလဲ csv create လို့ဒါမှားနေနေပဲကြီးမဲ data ပါ method တွေတစ်ချက်ပြန်ဆဲလိုက်အောင်နော် method တွေတွေ formatted data formatted data တွေမှာ writer မှားနေရဖြစ်မယ်ဒါ lan write နေပြီးတော့ final ကို write လို့ data တော့ရောက်လို့အေးသေးသေးတော့မှာဖြစ် ဖွင့်ပြီဒါပေမဲ့တက်တက်ရဲမဖြစ်သေးဘူးတချောင်းစီမဖြစ်သေး CSV.writer writer မှာတော့ပါရမီတာတစ်ခုရှိတယ်အဲ့ဒါအဲ့ပါရမီတာကိုပြောချင်တယ်အဲ့ဒါပါတယ်ဆို delimiter ဆိုတဲ့ပါရမီတာဟုတ်လားအဲ့ delimiter ကိုကျွန်တော် new line ဆိုတော့ကျွန်တော်ထားပြရโอเคမလားခဏဟုတ်ပြီနော်ကဲကျွန်တော်ဒီမှာ CSV ရဲ့နောက်ပိုင်းတော့ data bar parameter တစ်ခုလိုအပ်နေလို့ဆိုခုနကတော့ down line ပေါ့လေအဲ့ကောင်ပါလဲဆိုရင် keywords parameter ဟုတ်နော်အဲ့ဒါကြောင့်ကျွန်တော် definition ကိုတော့ဖတ်ထားတယ် DE align MIT E delimiter delimiter keywords parameter ထည့်ရရှင်းမှာပြောပြီးသွားပြီနော် keyword parameter နာမည်နဲ့ variable name ကိုလိုက်ပြီးတော့တက်ထည့်ဟုတ်လားဘာဖြစ်လို့လဲဆိုရင်ကျွန်တော်ဒီမှာဆိုရင်ရှင်းပါရတော့ file name မှာပဲကျွန်တော်ဒီမှာမှတ်ရတယ်လားဒါဆိုရင်ပထမ parameter ဒါဆိုဒုတိယ parameter ဒါဆိုနောက် number 1 buffer တတိယ parameter ကျွန်တော်တို့က unicode encode ကို structure parameter ဆိုပြီးကျွန်တော်ကဟာပြင်းကြောထားရည် number -1 ဆိုပြီးအရင်ကငန်းလာမှာ -1 ခံပြီးတော့ကျွန်တော်နောက်က structure structure parameter ရအောင်ထည့်တယ်တကယ်ကြမဟုတ်ဒီလို keywords parameter နဲ့ဆိုဘယ်နေရာတော့ထည့်တယ်ညာဟိုကဒီတက်မှာကျွန်တော်က finding နဲ့ right mode mode ကတော့မဖြစ်မနေတင်ရနောက်ကဟာတွေကျွန်တော်အစင်လိုက်မထည့်ကြဘူးဗျာတခုခုထည့်ကြတယ်ဆိုတော့ keyword နဲ့လမ်းပြီးတော့ထည့်လို့ရတယ်အဲ့ဒါလေးလည်းမှတ်ထားပြီး delimiter မှာသူ parameter တန်ဖို့ပါလို့လဲဆိုရင်တော့ string တန်ဖို့လို့ string မှာကျွန်တော်ဒီ buslet m ဆိုပြီးတော့ပါလေး buslet line လေးပဲဒါနည်းနည်းလေး beginner နည်းနည်းရွေးပြီးတယ်ပဲနည်းနည်းခက်လာညာခက်လာခေါင်းခက်လာလိုက်ပဲဒါပေမဲ့စိတ်ဝင်စားလို့ဒီကောင်းကအရေးကြီးဆုံးပဲဒီ find import အဖို့အခြေခံရရင်ကျွန်တော်ကုန်ပြီးသွားပြီโอเคမလားဟုတ်ကဲ့ဒီသဘောတရားဒါလေး โอเคကျွန်တော်စေးမယ်ဒီကောင်စေးလိုက်အောင် format data ကိုစေးစေးပြီးကျွန်တော် run နေတဲ့ခါချိတ်ဆက်ပြီး run နေတယ်ပေါ့ဒီကောင် new data ပြန် run မယ်ဘယ်လိုပြန်ပေါ်လဲအာအဲ့ဒါတည်းဟုတ်ပေါ့အဲ့ဒါတက်လိုက်တာဟုတ်တော့ပေါ့ permission deny တက် permission deny အဲ့ဒါ permission deny တက် test.csv အဟုတ်တယ်ကျွန်တော်ဒီမှာပေါ့ဖွင့်ထားတာကြီးကိုဖွင့်ထားတာကြီးသွားပြီးတော့ run လုပ်မြောင် don't save don't save ထားလိုက် don't save ထားလိုက်ပြန် run ကြည့်ဖွင့် define ကိုသွားဖွင့်ဖွင့်နေတယ်နဲ့အဲ့ဒီဖိုင်ဖွင့်နေတယ်သူ ွင့်နေတဲ့အိတ်ဆဲအဆက်လုံးနေတဲ့ဟာဒီကလာပြီးတော့တွားပြီးတော့လာပြင်းနေတာဟောအဲ့ဒါအစင်မပြင်းပြန်ရမ်းကြည့်မယ်အာ run တော့ရဲ့လာအဲ့လိုပြန်လို့ပြန်ရှာတတ်ရ Okay အဲ့ဆိုရင်တော့ပြန်ဖွင့်ကြည့်မယ်ဘာထူးသွားလဲ test ဖိုင်ဘယ်လိုလေးပွင့်နေလေကြည့်မယ်ဟုတ်ပြီဟာအစင်ပြေးသွားရဒီမှာတွေ့လားအဲ့တက်ဒလီမီတာတစ်ခုခုကို new line ခံလိုက်တာတွေ့လားချမ်းမာတချောင်းချင်းတချောင်းချင်းသွားပြီးတော့သူတို့ အစဲကွက်တကွက်စီချမ်း33 true အဒီကောင်အဲ့တော့ရှိတယ်မောင်း22 false ဒီမှာဒီလို data လေးကျွန်တော်ထည့်လိုက်ဒါခြေခံအောက်နောက်ကတီထောင်းနေတဲ့ပုံစံနော်တကယ်ကျတော့ UI နေနေသွားပါလေအာဒီထည့်ဝင်တော့အာ dialog box လေးနေအာ name ဆို name ကွက်လေးဖြစ်အဲအသက်ဆိုအသက်ကွက်လေးဖြစ် mari တက်ဆို mari တက်ကွက်လေးဖြစ်ရိုက်တယ်အနောက်ခေါ်ဟန်နောက်ကွက်ရရှိရတော့လောက်လောက်ပါပါလေးလုံးနေ UI နေဟုတ်နော်နောက်ကွက်ရတော့ဒီလို code နေနေသဘောတရားနေသွားတယ်ဟုတ်ကဲ့ကဲလောက်နားလည်ရရည် ဟုတ်နော်။ Okay ကျွန်တော်တို့ဒီဒီကောင်မှာရောက်တင်ငန်းလာမှာဗာတင်ငန်းလာလဲကျွန်တော်တို့ data ကို create လို့ file create ပါပဲ။ file import output ပဲ။ကျွန်တော်ဒီညမှာ file import output မှာ test file ကိုမသုံးနဲ့ဘာလို့သုံးလဲလဲ။ CSV file ကိုသုံးနဲ့ import တကူကိုတက်ပြီးတော့အဲ့တပတ်ကိုတစင်တက်ပေးလိုက်။ Okay မလား။ပြန်တော့ထပ်တက်မယ်ဗားလေးဆို data base နဲ့ချိန်တယ်မနေ data base ကနေတိန်းနေ find တိန်းနေနီးပြပါလေဗျာဒါပထမဆုံးတစ်ချက်နေ variable ရှိတယ်ဒါကျွန်တော်တို့ကျွန်တော်ပြောလိုက်မယ်နော်ဒုတိယတစ်ချက်နေဗားရှိတယ်ဒီလို find နေရှိတယ် test find နေတိန်းမလား csv find နေတိန်းမလား အဲအိတ်သက်ဖိုင်နဲ့သိမ်းမလား word file နဲ့သိမ်းမလားကိုလိုသလိုသိမ်းလို့ရတယ်ကွန်ပျူတာ file extension နဲ့ကြိုက်သလိုသိမ်းလို့ရတယ် photoshop file နဲ့သိမ်းမလား .jpg နဲ့သိမ်းမလားဟုတ်နော်အဲ့အဲ့သိမ်းနိုင်ထားတာအဲ့တချို့တခုတခု sorry နောက်နောက်တခုကျွန်တော်ပါလဲစီ database ဟုတ်နော် word file based management ဒီကောင်နောက်ထပ်တစ်ဆင်ပါ database management minus 2 ਨੇ ပါရင်ချိန်ဆက်ပြီးတော့သိမ်းတယ်ဘလို့သိမ်းမှုတူတူပဲဟုတ်နော်ကြီးလိုက်ကြီးလိုက်လို့ database တွေတုံးတာနောက်ထပ် database ရဲ့မြင်တာပါလဲစီ cloud based management အခု cloud တွေပေါ်ရောက်တာ cloud တွေဆိုရင်တော့ဘာလဲဆိုတော့ http protocol နဲ့လမ်းပြီးတော့ access လုပ်တယ်ဒါပဲနောက်ကကြားခံလေးကဒီလို class တွေ object တွေပဲဟုတ်ကဲ့မလားအဲ့လိုလေးသဘောတရားလေးနားလည်ရအောင် okay thank you ပြတော့နောက်တစ်ခါတကယ်မှာဒါရေးလိုက်ပြီရေးလိုက်တဲ့ဟာကိုကျွန်တော်တို့ပြန်ဖတ်တတ်ဖို့လိုတယ်လေဒါ file နဲ့ကျွန်တော်တို့မလုပ်တာစိတ်လိုက်တာစိတ်တော့ကျွန်တော်တို့ပြန်ဖတ်တာဗာလေးနဲ့ဖတ်အိတ်သေးလေးနဲ့ဖတ် okay ရေးသေးကိုကျွန်တော်တခုဒီရေးသေးနေလမ်းပြီးတော့ပြန်ပြီးတော့ပြင်ကြည့်မယ်သလားအဲမောင်မောင်အောင်အောင်ဆိုတော့ NIN လေးကနီလာပါဗျာအဲနီလာနီလာကို 24လောက်ထားလိုက်သူကလည်း force ထားလိုက်ကိုတို့ c အပြင်ကျောက်ထားလိုက်ကိုတို့ v okay ပြေးကြည့်မယ်နော်ပြေးကြည့်မယ်လေကြည့်လိုက် six တောင်းမယ် six ဟုတ်ပြီနော်အိုးဒဲလားသူကတော့ csv ဖုန်းမှာပဲပဲဒီပါ file ထပ်ပြီးတော့တောင်းဒီ file နဲ့ကို define ပြန်ပြီးတော့မစိနေပဲဒါလေး okay နောက်ကြမှာဆက်သွားမယ်ဟုတ်ပြီလားအဲ့လိုသဘောတရားလေးရှိတကယ်ဆို six ဆိုတဲ့ကိစ္စကတကယ်ဆို six နေမှာဟုတ်တုံးစိထားတယ် Okay okay နောက်တစ်ခေါက်တင်ကြပါပြန်ပြီးတော့ i5 နဲ့နေ read တဲ့တင်ကြတာကိုတွားမယ် okay thank you ပြန်